အဆင်ရတဲ့ခါကျရင်ဟလာဒီစကလုံးလေးတွေတိထားရင် ပို့ပြီးတော့မှအဆင်ပြေရနော်အဆင်ရတဲ့ခါမှာတုံးတဲ့စကလုံးလေးတွေဒီနေ့လေ့လာကြအောင်နော်ဟုတ်ပြီပထမအုပ်စွာပထမအုပ်စွာဆိုအင်္ဂလိပ်လိုပြောရမယ် to begin with အဲ့လိုပြောလို့ရရင်နော် to begin with ဒါမှမဟုတ် firstly လို့ပြောလို့ရတယ် f i r s t l y firstly ပထမအုပ်စွာ ဒုတိယအနေနဲ့ဆိုရင် secondly S E C O N D L Y secondly ဆိုရင်ဒါဒုတိယအနေဖြင့်အဲ့လိုပြောရနော်ထို့အပြင်ထို့အပြင်ဆိုရင်ဘယ်လိုပြောရမလဲအဲ besides ဒါအပြင်ထို့အပြင် B S I D E S besides ဒါမှမဟုတ် moreover M O R E O V E R moreover ဒါဆိုရင်ထို့အပြင်သို့သို့တော်냐လဲ သို့တော်ညာလဲဆိုမျိုးပြောမလား nevertheless n e v e r t h e l e s s nevertheless nevertheless ဒါဆိုရင်သို့တော်ညာလဲလို့အဓိပ္ပာယ်ရနော်အခြားတစ်ဖက်တွင်အခြားတစ်ဖက်အခြားတစ်ဖက်တွင်ဆိုရင် on the other hand on the other hand on the other hand a ဒါဆိုရင်အခြားတစ်ဖက်တွင်ပေါ့နော်စန့်ကျင်ဘက်အဖြစ် အဲ့ဒါဘယ်လိုပြောရမလဲ in contrast အဲ့လိုပြောရရင်နော် in contrast in c o n t r a s t in contrast စမ်းကြည့်ပါအားဖြင့်အဲ့လိုပြောရရင်အလားတူစွာပဲဆိုရင် likewise likewise ဒါဆိုရင်အလားတူစွာပဲလို့တွေ့ပြရရင်နော် likewise နေ့နိုင်ရှင်လင်းအဲ့ဆိုရင်ဥမာတခုခုနေ့နိုင်ရှင်လင်း အခြားသူတွေနဲ့နှိုင်းရှင်လျင်အဲ့လိုမျိုးပေါ့နော်အဲ့လိုမျိုးပေါ့နော်နှင်းနှိုင်းရှင်လေဆိုရင် compare to C O M P A R E D compare to to compare to ဒါဆိုရင်နှင်းနှိုင်းရှင်လျင်အဲ့လိုတိပဲနော်ယုံမားတန်တရားမရှိဘဲဆိုရင် and D O U B T E D L Y undoubt undoubtedly undoubtedly ဆိုရင်ဒါယုံမားတန်တရားမရှိဘဲ အမှန်တကယ်တော့ဆိုရင်ဘယ်လိုပြောမလဲ in fact in fact ဒါဆိုရင်အမှန်တကယ်တော့ဒီကုံချုပ်အားဖြင့်ဆိုရင်ဘယ်လိုပြောပြောမလဲ in conclusion in c o n c l u s i o n conclusion in conclusion option. ဒီကုံချုပ်အားဖြင့်အချင်းချုပ်ရလင်အဲဒါ in, 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 in summary in s u m m a r y summary, in summary. ဒါဆိုရင်အချင်းချုပ်အချင်းချုပ်ရလေနောက်ဆုံးအနေဖြင့်စဉ် finally f i n a l l y finally ဒါမှမဟုတ် l a s t l y lastly အဲ့လိုပြောလိုက်ရတယ်နော် finally lastly ဒါဆိုရင်နောက်ဆုံးအနေဖြင့်ဟုတ်ပြီပို့ပြီးမှမိတော့နောက်တစ်ခါလောက်ဆိုကြအောင်နော်ပထမဦးစွာ to begin with firstly ဒုတိယအနေနဲ့ secondly ထို့ပြင် besides moreover ိုးတော်ညာလဲ nevertheless အခြားတစ်ဖက်တွင် on the other hand ဆန့်ကျင်ဘက်အဖြစ် in contrast အလားတူစွာပဲ likewise နှင့်နှိုင်းရှင်လဲ compared to ဂျုံမားတန်တရားမရှိပဲ undoubtedly အမှန်တကယ်တော့ in fact ညီကုံချုပ်အဖြစ် in conclusion အချင်းချုပ်ရလဲ in summary နောက်ဆုံးနေဖြင့်ဆိုရင် finally lastly ဒီဘွားကြလေးကိုအင်္ဂလိပ်လိုဘာသာပြန်ကြအောင်နော်ဒီနေ့ အဲကျွန်တော်သားအတွက်ခွင့်တည့်လောက်တောင်းချင်လို့ပါအเจ้าမှာကွာကလေးအတွက်ခွင့်သွားတောင်းတဲ့ခါမျိုးမှာဘလို့အင်္ဂလိပ်လိုမှန်မှန်ကန်ကန်ပြောလို့ရမယ်ဆိုတော့လေ့လာကြအောင်အမျိုးမျိုးပြောလို့ရရင်နော်ဟုတ်ပြီပထမတစ်ခုကြည့်ကြအောင် I want to request ခွင့်တည့်ရဲ့တောင်းတာကိုဒီလိုပြောလို့ရတယ် requires a day off I want to request a day off for my son today ဒီနေ့ကျွန်တော်သားအတွက်ခွင့်တည့်ရဲ့တောင်းချင်ပါတယ် I want to request a day off for my son today အဲ့လိုပြောလို့ရရင်နော်ဟုတ်ပြီနောက်တစ်ခုကြည့်ကြအောင် May I request a day off? You know, Queen Day at Dongbia say, you know, that goes as on behalf of. Goes alo de Biare, on behalf of. Goes on behalf of my son today. At Dine, you know, that goes a Queen Day at Dongbia say, may I request a day off on behalf of my son today? I want to ask for permission, ask for. ခွင့်တောင်းတယ်လို့တိတ်ပြရတယ်ခွင့်ပြုချက်တောင်းခံတယ်ပေါ့နော် ask for permission for my son ကျွန်တော်သားအတွက်ခွင့်တောင်းချင်ပါတယ် to take a day off take a day off ဆိုခွင့်တရယူရန်ခွင့်တရယူတည်ဆို take a day off to take a day off today ဒီနေ့ခွင့်တရယူဖို့ကျွန်တော်သားအတွက်ဟာခွင့်တောင်းချင်ပါတယ်ပေါ့နော်ခွင့်ပြုချက်တောင်းခံချင်ပါတယ်ပေါ့ i want to ask for permission for my son to take a day off today နောက်တစ်ခု is it possible ဖြစ်နိုင်လားဗျာတော့ယဉ်ကျေးတဲ့အတောင်းတော့မဟုတ် is it possible to take a day off ဝင်တည့်ရယူဖို့ဖြစ်နိုင်မလားဗော is it possible to take a day off for my son today အဲဒီနေ့ကျွန်တော်သားအတွက်ခွင့်တည့်ရယူဖို့ဖြစ်နိုင်မလားဟုတ်ပြီပို့ပြီးမမိတော့အောင်တစ်ခါတော့ဆိုကြအောင်နော် I want to request a day off for my son today. May I request a day off on behalf of my son today? I want to ask for permission for my son to take a day off today is it possible to take a day off for my son today? And I'm not sure. And you know, thanks for watching. Bye bye.